ဘီဖြစ်ခွင့်မရခဲ့တဲ့အရှိတန်မင်းသားဒုမဟုတ်နေမာဂျူနီယာအားလုံးဝဲမင်္ဂလာပါဘရာဇီးတိုက်စစ်ကစားသမားနေမာကသူ့ရဲ့ပင်ကိုစွန့်ရည်ဒီပါရမီတီကြောင့်ကမ္ဘာအကောင်းဆုံးကစားသမားတွေကတအုပ်ဖြစ်သတ်မှတ်ခံထားခဲ့ရတဲ့သူပါဒါပေမဲ့အရှိမင်းသားတယောက်အနေနဲ့ပဲသူကအကောင်းဆုံးနေတွေကတအုပ်ဖြစ်ခဲ့ပြီးဘီရင်မဖြစ်ခဲ့တာကတော့ရင်နာစရာအကောင်းဆုံးအချက်ပါပဲတကယ်ဆိုရင်နေမာကကောင်းပါတယ်ဆိုတဲ့မက်ဆီဆက်တော်အလေကောက်စွန့်ရည်ပုံမှုကောင်းမွန်ခဲ့တာပါချက်ခံမှုပိုင်းအားနဲ့တွားခဲ့လို့သာအရှိမင်းသားဖြစ်နေပဲအဆုံးသတ်တွားခဲ့ရတာဖြစ်ပါတယ်တကယ်ဆိုရင်သူ့လိုကစားသမားမျိုးကရော်နယ်ဒိုမက်ဆီရိုနဲ့တန်းတဲ့ရှိကိုရှိနေရမယ်ကစားသမားမျိုးပါ ပါဒါပေမဲ့မကြိုးစားလို့လို့ပဲပြောရမလားဂုတ်စည်းဝင်ဖို့ကံမပါခဲ့ဘူးလို့ပဲပြောရမလားပါပဲနေမှာကရော်နယ်ဒီယိုနှီးပါလောက်ကိုပျက်စီးသွားခဲ့တာပါ ဒါပေမဲ့ဒင်းဟိုလိုဘဝမပြတ်သွားတာကတော့ကံကောင်းတဲ့လူပဲပြောရမှာဖြစ်ပါတယ်။နောက်ပြီးသူဘရင်ဖြစ်မဲ့နေကိုစော်လိုက်နေကြတဲ့သူတွေအားလုံးကတက်ကြီးသွားတယ်။ဒီမှာကတော့ဘရင်ဖြစ်မလာခဲ့ပါဘူး။အားနေဒန်ရဆိုတဲ့ပြပြုံးနဲ့ပဲကစားသမားဘုရားဖြစ်ထွန်းသလောက်မဖြစ်ထွန်းခဲ့ပဲကုံဆုံးခဲ့ရတာပါ။ဒါကြောင့်ဒီချိန်တုန်းကတောင်အမေရိကကနေတောင်ကမ္ဘာကုံဆုံးစီးဝင်ခဲ့ဦးတဲ့ဘောလုံးသမားတယောက်ကိုဒီနေ့ဒီချိန်ခုလိုရင်နာစရာမှတ်တရတွေနဲ့တွဲမြည်ရလိမ့်မယ်လို့ဘသူကမှထင်ခဲ့မှာမဟုတ်ပါဘူး။အားလုံးကဒီကောင်လေးကဒီချိန်မှာရှေ့ဖြစ်လာမှာပါ။ဘောလုံးလောကရဲ့အကောင်းဆုံးတော့ဖြစ်လာနိုင်တယ်ဆိုပြီးပဲကြီးကြီးပြီးခဲ့ကြတာပါ။ ါပေမဲ့လေသူတို့ထင်တဲ့အတိုင်းအကောင်းဆုံးတော့ဖြစ်ခဲ့ပါတယ်ရော်ဒါဒိုမက်ဆီဆိုတဲ့ဂုဏ်တဝူရဲ့အပြည့်ခံနေရာကနေပါနောက်ပြီးနေမာတို့ဆိုရင်လေယင်ချီနီကိုပြန်တွေးလိုက်တဲ့အချိန်နေမာကတော့အသေးချာပဲဖြစ်ပါတယ်